မင်္ဂလာပါဒီတစ်ခေါက်မှာတော့ကျွန်တော်တို့ဒီဖိုင်ဆိုင်ကြီးတဲ့ဗီဒီယိုတွေကိုအဲကျွန်တော်ဒီ compress လုပ်ပြီးတော့ဖိုင်ဆိုင်ချုပ်တဲ့နီးလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတစ်ပုဒ်ပေါ့နော်ဒီမှာ20နှစ်အဲကျွန်တော်ဒီမှာ22မိနစ်ကြာတဲ့ဗီဒီယိုတစ်ပုဒ်ကျွန်တော်ဖိုင်ဆိုင်ရှုံရှုံကျင်နေပေါ့နော်မဂါဘိုက်ရှုံကျင်နေအဲ့ဒါဆိုရင်အဲ့ဒီဗီဒီယိုရဲ့ detail မှာကျွန်တော်ဝင်ကြည့်လိုက်မယ်ဝင်ကြည့်လိုက်ရင်ဒီမှာကျွန်တော်ရဲ့ဒီဖိုင်ဆိုင်ကပေါ့နော် ကျွန်တော်ရဖိုင်ဆိုင်က3.37 git ရအောင်ရှိတယ်ပေါ့နော်အဲ့ဒါဆိုတော့ဖိုင်ဆိုင်ကအရင်ကြီးတယ်ပေါ့အဲ့ဒါကိုကျွန်တော်ဒီဖိုင်ဆိုင်ချုပ်ပြီးတော့ကျွန်တော်ဒီပေ့မှာမာဂါဘိုက်တက်တာအောင်သင်မယ်ပေါ့နော်အဲ့ဒီဘိုင်းတွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒါဆိုတော့ကျွန်တော် application တခုလိုအပ်ပါတယ် Play Store မှာကျွန်တော်ဒီ Brio Compressor and Converter ဆိုပြီးတော့ဒါလေးကျွန်တော်ရိုက်ရှာပြီးတော့ download มาဖြစ်ပါတယ်ဒီဒီ application ရဲ့ link ကို link လေးကိုလည်းကျွန်တော်ဒီ video အောက်မှာပို့ထားပေးပါမယ်เนาะအဲ့ဒါဆိုတော့ ဒါလေးတစ်ချက်တောင်းရမှာဖြစ်ပါတယ်ကျွန်တော်တို့တောင်းထားပြီးဖြစ်ပါတယ်တောင်းထားပြီးဖြစ်တဲ့အတွက်ကျွန်တော်အဲ့ဒီ application တွေကိုကျွန်တော်ဝင်ရမယ်ပေါ့နော်အဲ့ဒါဆိုဒီမှာကျွန်တော်တစ်ချက်ဝင်လိုက်ပြီ Okay ဝင်လိုက်ပြီဆိုရင်ကျွန်တော်ခဏဆောင်းအောင်မှာဖြစ်ပါတယ်ဒါလေးတစ်ချက်ခဏဆောင်ပါ။ Okay ဒီမှာဆိုရင်သူကဟို free သုံးလို့ရတယ်ပေါ့နော်။ free သုံးလို့ရပါတယ်။ ဒီနေရာရောက်ပြီဆိုရင်ကျွန်တော်နေထက်နေသွားမှာဖြစ်ပါတယ်အဲနောက်တစ်ချိန်ထက်နေပေါ့နော်နောက်တစ်ချိန်ထက်နေပါနှစ်ခါနေပြီးတော့ရင် startup ဆိုတာလေးတစ်ချက်ရွေးပြီးနော်ပြီးတော့ရင်ကျွန်တော်ဒီအင်္ဂလိပ်ဘာသာစကားဆိုတာလေးရွေးပြီးတော့ MNG လေးရှင်းပြီးတော့သွားပြီးရင်ရပါပြီโอเคဒီနေရာရောက်ပြီဆိုရင်ကျွန်တော်ဒီမှာသူက quality ကောင်းတာတွေအတွက် ဒီ AI နဲ့ပတ်သက်ပြီး AI quality အဟန္တာ2တွေပါဒီမှာ new new အနေနဲ့ပြပေးထားတယ်ဟောနော်ကျွန်တော်တို့အဲ့ဒါလေးကိုကြော်ပါမယ် note တန်ဆိုလေးချက်နေပါမယ် okay ပြီးသွားပြီဆိုရင်ဒီညာရောက်မယ်ဗောနော်ဒီ application ထဲမှာလည်းကျွန်တော်လုပ်လို့ရတဲ့အပိုင်းအများကြီးရှိရယ် video crow လည်းလုပ်လို့ရတယ်။ video crow ကတော့ဒီမှာ premium အနေနဲ့ပြထားတယ်။အာကျွန်တော်ဒီ video တွေဖြတ်လို့ရတယ်ဗောနော်နောက်တစ်ခုကကျွန်တော်တို့ slow motion တွေလုပ်လို့ရတယ် video မြန်တာတွေလုပ်လို့ရတယ်ဗောနော် rotate print လောက်တာတွေလုပ်လို့ရတယ်เนาะအများကြီးပါဗောနော်အဲ့တော့ဆိုတော့ကျွန်တော်အဓိကဒီနေ့လောက်ပြပေးမှာကတော့ video compress size ချုပ်မှာပဲဖြစ်ပါတယ် okay size ချုပ်မယ်ဆိုရင်ဘယ်ထဲဝင်ရလဲဆိုရင်ကျွန်တော်ဒီမှာအပေါ်ဆုံးက compress video ဆိုတဲ့ထဲကိုသွားမှာဖြစ်ပါတယ် compress video ဗောနော်အဲ့ဒါလေးချင်းနေရမှာဖြစ်ပါတယ် ဒီအကွက်လေးပေါ့နော်အဲ့ဒီအကွက်လေးကိုလေ့ချက်နေရမှာဖြစ်ပါတယ်အဲ့ဒီအကွက်ထဲကိုလေ့ချက်နေမယ်โอเคပြီးတော့ရင် permission ပေးရမှာဖြစ်ပါတယ် permission ပေးဖို့ allowance permission ဆိုတာကိုလေ့ချက်နေပြရမှာဖြစ်ပါတယ်โอเคပြီးတော့ရင်ကျွန်တော် allow ဆိုတာလေးဆက်နေပါ allow ဆိုတာလေးစတိုက်ထက်နေပါเนาะပြီးတော့ပြီဆိုတာねကျွန်တော်ဒီ site ချုပ်ရှင်တဲ့ video ကိုကျွန်တော်ဒီမှာ select video ဆိုပြီးအပေါင်းလေးနှိပ်ယူရမှာဖြစ်ပါတယ်โอเคဒီနေရာရောက်ရင်ခုနကနေပြီးမှာသူက gate တွေပါပြပေးထားရယ်เนาะ အဲ့ဒီအပို့ပြီးတော့ဆင်ပြရအောင်ဒီမှာဆိုရင် 2.4k ရှိတယ်ဒီမှာဆိုရင် 3.1k ရှိတယ်အဲ့ဒါဆိုတော့ကျွန်တော် 2.4k ကိုပဲကျွန်တော် site ရှုံလိုက်မယ်ပေါ့နော် 2.4k ကိုပဲ site ရှုံပြီးတော့နေလေးတစ်ချက်ထပ်နေပါမယ် okay ဒီမှာရွေးစရာတွေအများကြီးရှိတယ်ပေါ့နော်သူကတော့ auto select map ပေးထားတာကကျွန်တော်ဒီမှာ medium file ကိုပဲ select map ပေးထားတယ်ပို့ပြီးတော့ quality ကောင်းကျင်နေဆိုရင် small file high quality ကိုရေးလို့ရပါတယ်ဒီမှာ pixel တွေအစပြောထားပေးရပေါ့နော်ပြီးတော့ရင် medium file high quality အဲဒါလေးရွေးလို့ရတယ်ပေါ့နော် large file ရွေးလို့ရတယ် resolution တွေဒီမှာအသေးစိတ်ပါတယ်ပေါ့နော်အဲ့ဒါဆိုတော့ကျွန်တော်သူပြထားတဲ့ကျွန်တော်ဒီ medium file နဲ့ပဲတစ်ချက် medium file medium quality medium resolution ကို quality ပေါ့နော် quality တိတ်မကွာတဲ့ဒီ medium file နဲ့ပဲကျွန်တော် site ချုပ်ကြည့်လိုက်မယ်နော်အဲချုပ်မယ်ဆိုရင်အောက်ကအောက်ကကျွန်တော်ဒီ compressor လေးကိုတစ်ချက်ရေးရမှာဖြစ်ပါတယ်။ Okay တစ်ချက်ရေးလိုက်မယ်နော် Okay ပြီးပြီးသွားပြီဆိုရင် original file name ကိုအသုံးပြုခြင်းလေဆိုရင်ဒီနေရာမှာမှန်ကြည့်လေးပေးလိုက်နော်။ဒါမှမဟုတ်ရင်ကျွန်တော်ဒီ file name ဒီမှာအသစ်ရေးခြင်းလေဆိုရင်လည်းဒီမှာရေးလို့ရတယ်။အဲ့ဆိုတော့ကျွန်တော်က re video ဖြစ်တဲ့အတွက် re video ဆိုပြီး file တိုင်းပေးလိုက်မယ်။ပြီးပြီးသွားပြီဆိုရင် start ဆိုတာလေးတစ်ချက်နှိပ်ပါနော်။ Okay ဒါဆိုရင်တော့ကျွန်တော်ဒီအဲဒီ application ကနေပြီးမှ file site ချုပ်ပေးနေပြီပဲဖြစ်ပါတယ်။ဒါလေးကိုကျွန်တော်တရားပြီးအောင်ဆောင်းအောင်ပါမယ်နော်။ 1 to 1 to 100ပြည့်ပြီဆိုတော့ ਨੇ အဲကျွန်တော်တို့ဒီ complex လောက်တာအဆင်ပြေသွားပြီပေါ့နော်အဲဆိုတော့ကျွန်တော် minute လေးခဏစောင့်လိုက်ပါမယ်ခုလိုမျိုး100ပြည့်သွားပြီဆိုရင် complete ဖြစ်သွားပြီဆိုရင်ကျွန်တော်နေလေးနေပြီပါနော် okay ဒါဆိုရင်တော့ကျွန်တော်တို့ဒီရသွားပြီပဲဖြစ်ပါတယ်အမှန်ကြီးလေးတစ်ချက်ထွက်လိုက်မယ်ဒီမှာဆိုရင်ကျွန်တော်တို့ဒီတော့တခါတည်းပြပေးတာပေါ့နော် original site က 2.4k ပေါ့ 2.4k ဒါပေမဲ့ complete လောက်လိုက်တဲ့အခါမှာ မကပိုက်ပဲရှိတယ်ဗောနော်အဲ့ဒါဆိုတော့ရန်ကိုအစင်ပြေပါတယ်ရန်ကိုလည်းသုံးဝင်ပါတယ်အဲဒီဗီဒီယိုလေးကတော့ကျွန်တော်ဒီဖိုင်ဆိုင်ကြီးနေတဲ့လူတွေအားလုံးအတွက်ဘယ်လိုမျိုးဗီဒီယို site ဖိုင်ဆိုင်အချုပ်လို့ရမလဲဆိုတဲ့အကြောင်းအရာလေးကိုပြပြပေးခဲ့တာပဲဖြစ်ပါတယ်အဒီ application ဒီ application ရဲ့ link ကိုလည်းကျွန်တော်ဒီဗီဒီယိုရဲ့အောက်မှာကျွန်တော်ပို့ပေးထားမှာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ